ဒေါ်လာမျိုးစားအလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မိဘပြည်သူတွေပျော်ပြအကျင်တဲ့တင်ကောင်းလေးကဟိုဘက်ရက်ကွက်ကလောင်မယ်ဆိုလောင်ဝင်ရတဲ့တင်ကောင်းလေးတခုเนาะကျွန်တော်တို့ရန်ကုန်မြို့နယ်မိုင်90ကျော်အကွာမှာရှိတဲ့เนาะဘကိုးဘောနဲ့ကြီးအနီးမှာရှိတဲ့စစ်တပ် gate စခန်းကိုစစ်ကြောင်းများကိုတိုက်ခိုက်တဲ့ခါမှာစစ်သား6ဦးမက်စီကြိုက်တယ်လက်နက်16လက်တိုက်စီရရှိတယ်ကျွန်တော်တို့သိရပါတယ် ဒါကျွန်တော်တို့တော့ဝန်းစားစရာတည်တင်းကောင်းပါရန်ကုန်နဲ့မိုင်90ပဲกว่าเนาะအမြန်လမ်းမှာပုံမှာကြိတ်တာသဘောမျိုးเนาะအဲကျွန်တော်ရန်ကုန်မြို့နဲ့မိုင်90အกว่าရန်ကုန်မန္တလေးအမြန်လမ်းဘကိုးမြို့ဘောနက်ကြီးတစ်ဝိုက်မှာရှိတဲ့စစ်တပ်ဂိတ်စခန်းကိုစစ်ကြောင်းများဟိုတဲ့တော်လန်ရေးတပ်များကเนาะကြာတိုက်ခိုက်ခဲ့တဲ့အခါမှာစစ်သား6ဦးမစီးကိုက်ပြီးတော့ကျွန်တော်တို့လက်နက်16လက်တင်းစီရရှိပြီးတော့ဘကိုးခိုင်ရန်တိုက်ရဲအမှတ်3ခွန်3ညတက်ခွဲ ဖြေချောင်းတက်ခွဲမှာတာဝန်ရှိသူတို့ဦးဟာနေပြောထားပါမေလ18ရက်နေ့နနက်2နာရီခန့်အချိန်မှာဘကိုးမြို့နယ်ဘောနက်ကြီးဇောင်းတူတိုက်ကြီးမိုင်90လမ်းပိုင်းတက်နေရမှာရှိတဲ့စစ်တပ်အင်အား15ဦးခန့်နဲ့တက်ဆွဲထားရစစ်ကောင်းကြီးတက်သားများကိုနော်သခန်းကိုဝင်ရောက်တိုက်ခိုက်တဲ့အခါမှာအကြမ်းဖက်စစ်ကောင်းကြီးတက်သားများဟာကိုလိုယုံထွက်ပြေးသွားတယ်လို့ကျွန်တော်တို့သိရပါတယ်အချိန်၄နာရီလောက်အချိန်ယူချိန်ချင်းကပ်ပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ် တို့အလေးငိုက်မိသွားတဲ့အချိန်မှာပြေးတာတားနေတာပဲအားရစရာကောင်းတယ်လက်နက်ကကင်းဆောက်တဲ့သူတယောက်လောက်ပဲပေးထားပြီးတော့ကျန်တာတိုက်ခဲတင်ထားတာဆိုတော့အားလုံးနှီးပါလောက်တင်စီရရှိခဲ့ပါတယ်လေကောင်းလိုက်တဲ့တည်င်းလေးနော်တိုက်ပွဲအားလုံးကျွန်တော်တို့ရဲဘော်တွေအထီးကိုင်းမရှိခဲ့ပါဘူးတဲ့ဘကိုးခရိုင်တိုက်ရင်အမှတ်3ခု3ညာ1တက်ခွဲဆွေချောင်းတက်ခွဲမှာတောင်းရင်ရှိသူတို့ကပြောထားပါတယ် ၎င်းစစ်တပ် gate စခန်းကိုကျွန်တော်တို့ဂျီဖိုးအမျိုးသားတနက်နှစ်လက်တင်စီရမိတဲ့လက်နက်ကဂျီ3အမျိုးသားတနက်နှစ်လက်နောက်ပြီးတော့ဂျီ2အမျိုးသားတနက်တက်လက် MA R1 ကာပိုင်အမျိုးသားတနက်6လက်ခொနေတတမ6เนาะကျွန်တော်နောက်ပြီးတော့ခொနေတတမ62ဂျီ980တောင်းနေခொနေတတမ62ဂျီပေါက်20ခု MA1 เนาะ M1 ကာဗန်ဂျီ950နဲ့တထောင်ကာဗန်ဂျီဘောက်18ခု9.56 G 389ထောင်ကာဗန်နောက်ပြီးတော့ကျွန်တော်တို့ကာဗန်ဂျီဘောက်က15ခုတဲ့ကဲတင်းစီရမိခဲ့တယ်ကျွန်တော်သိရပါအဓိကတော့စစ်ကောင်စီတက်ဟာကိုလို့ရုံထွက်ပြေးသွားတယ်ဆိုပါကြကျွန်တော်တို့တော်လန်ကြီးတက်တယ်အောင်ပွဲတစ်ခုပါဒီကောင်တွေကိုလို့ရုံထွက်ပြေးတယ်ဆိုနေတော့ ကျွန်တော်တို့အောင်ပွဲရဗတိရောက်နေပြီလဲဆိုတော့မိဘပြည်သူတွေခံမှန်လို့ရပါတယ်ဗောနော်နောက်ပြီးတော့ကျွန်တော်အလားတူပဲမေလ22ရက်နေ့နှစ်နာရီ15မိနစ်အချိန်မှာရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာမိုင်တိုင်း38မိုင်9ဖာလုံရှိအကျံပတ်စစ်ကောင်တီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်တဲ့အခါမှာလေစစ်သား2ဦးတိတ်ဆုံးပြီးတော့တအူးတန်ရာရရှိခဲ့တယ်လို့သူတို့သိရပါတယ်တဲ့ထို့သူမေလ ၄ရက်နေ့၈နာရီ40မိနစ်မှာလဲဘကူးမြို့နယ်ဘောနက်ကြီးဇောင်းတူတိုက်ကြီးမိုင်50လမ်းမိုင်းတနေရာကိုစစ်ကြောင်းထိုးလာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဂျားပြတ်ပြင်းတဲ့အချိန်မှာပြူစောတီအဖွဲ့ကြီးဒုတက်စိတ်မှုအပါဝင်၄ဦးမဆီကိုက်ပြီးတော့အဝမ်းကာပိုင်အမျိုးအစားတနက်နှစ်လက်သိမ်းစီရမိတယ်လို့ကျွန်တော်တို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုဘကူးတိုင်းတက်ရဲ့အမှတ်3031တက်ခွဲ3 ရှေ့ချောင်းတက်ခွဲရဲဘော်များကလှုပ်ဆောင်ခဲ့ပြီးဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။ကျွန်တော်တို့မှာအရေးပေါ်ကြီးလိုအပ်ချက်တွေရှိနေပါတယ်တဲ့။ကျွန်တော်တို့ခွန်အားရှိသလောက်ရင်းစရာရှိတာအကုန်ရင်းပြီးစူးစမ်းနေပါတယ်တဲ့။အခုချိန်မှာကျွန်တော်တို့နေသူနေသားတွေအားလုံးကဝိုင်းဝန်းပူညီပတ်ဖို့ဈေးချင်ပါတယ်တဲ့။အဓိကတော့ဘကိုးသူဘကိုးသားနော်။ကျွန်တော်တို့အိမ်အပြန်လွမ်းနေအိမ်အပြန်လွမ်းနေ နီးတစ်ထပ်နီးလာပြီမို့ကျွန်တော်တို့နဲ့အတူတူတမိုင်းမှတ်တိုင်တစ်ခုစိုက်ထူပေးကြဖို့လဲတိုက်တွန်းရှင်ပါပဲတဲ့ဘကုခရံတက်ရင်အမှတ်3ခွန်3ညတက်တက်ခွဲရှေချောင်းတက်ခွဲမှာတာဝန်ရှိသူတဦးကနေပြီးတော့ဘကုသူဘကုသားတွေတိုက်တွန်းထားတာကျွန်တော်တို့တွေ့ရပါတယ်လက်ရှိတိုက်ပွဲများရန်ကုန်မြို့နဲ့မိုင်90ပတ်လည်အပြင်ရောက်ရှိလာပြီးတော့ဒေါ်လာရင်းတက်များကနေရာပေါင်းစုံမှာဖြတ်ကျတာစစ်ကောင်စီတက်စခန်းကိုထိုးစစ်ဆင်လျက်ရှိတယ်လို့ကျွန်တော်တို့သိရပါတယ် တကယ်ကိုအားရစရာကောင်းတယ်နော်နောက်တစ်ခုကသူတို့အနေနဲ့တိုက်တွန်းချင်တာကဘကိုးတိုင်းမှာရှိရဲ့ဘကိုးပြည်သူတွေဘကိုးသူဘကိုးသားအားလုံးပဲညီလေးတို့ညီမလေးတို့ရဲ့အိမ်အပြန်လမ်းနှိလာပြီးဖြစ်ခဲ့တဲ့တော်ရင်ရဲဘော်တွေကနေပြီးတော့တိုက်တွန်းထားတာကိုတွေ့ရပါတယ်ဒါကြောင့်မို့ဘကိုးသူဘကိုးသားတွေအနေနဲ့ရှိတဲ့ခွန်အားလေးတွေနဲ့ဒီတက်ရင်တက်ဖွဲ့တွေကိုနိုင်တော့ပါဝင်ဝင်းရံပေးကြဖို့လဲကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့မြစ်တာရက်ခံလိုက်ပါတယ်ဗျာ အလားတူပဲနောက်တစ်ခုကတော့တကယ်ကိုအားရစရာကောင်းတာဗျာကျွန်တော်တို့ကရှင်းရှင်းပြောရရင်တော်လိုင်းအဆောက်အဦကခံစစ်နေတော့ခံစစ်ဆိုတာတိမာပေါ့နော်ပျောက်ကြစစ်လေးပေါ့ပြည့်တယ်ပြေးတယ်နော်ကျွန်တော်ခံစစ်မဲအောင်လိုက်စစ်ကြောင်ထိုးလာတယ်ပြည့်တယ်ပြေးရတယ်အခုကခံစစ်မဟုတ်တော့ဘူးကျွန်တော်တို့ကထိုးစစ်ဖြစ်သွားတော်လိုင်းကြီးကတစ်ဖက်ပြောင်းသွားတယ်ဘာလဲဆိုတော့နိုင်တဲ့ကောင်ကထိုးစစ်ဆင်တော့လာတယ်တော်လိုင်းကြီးတဘောသမားကနိုင်တဲ့သူကထိုးစစ်နဲ့စတယ်ကျွန်တော်တို့ကနိုင်နေတာလေ နိုင်ငံတော်ဖြစ်တဲ့အတွက်ထိုးစစ်ကိုပြောင်းရအောင်ဒီကောင်တွေကကရုတ်ကျင်းတွေကထွက်မလာမထွက်လာတော့ကျွန်တော်တို့ရဲဘော်တွေကဘာဖြစ်လဲဒီကောင်တွေရှိတဲ့နေရာကိုတပင်းရအောင်ဒါကြောင့်မို့ခင်းတဲ့ခါမှာလဲစစ်တပ်ရဲ့ကြင့်သုံးထားတဲ့ဟာလာခန့်စစ်တရားထိုးစစ်200ပေါ့ဗျာခန့်စစ်1000တို့ထိုးစစ်2000ပေါ့သူကတန်ဆာထိုးရအောင်ဒါကြောင့်မို့စစ်တပ်ကလုံးဝခန့်စစ်အနေထားရောက်သွားတဖြည်းဖြည်းနဲ့ခန့်ရင်းခန့်ရင်းနဲ့နေပြီးတော့ရောက်တယ်နောက်ဆုံးကြူကြူလှပဲခံဖို့ပဲရှိပါ ူတူလာတို့ဇော်ဘဲလုံးသမီးတို့ခံရမဲ့လှည့်ရောက်မယ်။ဒါကြောင့်မို့ကျွန်တော်တို့တော်လံပြည်သူတွေကခွန်အားလေးနည်းနည်းစိုက်ပြီးပါ။အရင်တော့ကပျောက်ကြားစနစ်မဟုတ်တော့ဘူး။ကျွန်တော်တို့ကထိုးစစ်ဆိုတဲ့ပုံစံအတိုင်းထွက်လာတာဖြစ်ပါတယ်။ဒေါ်လန်ရဲ့အဆုံးဖြတ်ကလည်းမကြတော့ပါဘူး။ပြည်သူတွေရဲ့ရှိသမျှခွန်အားလေးတွေနဲ့ရုန်းကန်လိုက်မယ်ဆိုရင်ဒီ2025ဘောင်စစ်ခွေမျိုးပြုတ်လို့ရပါတယ်။နောက်ပြီးတော့ဒါလေးကတော့တကယ်ကိုအားရစရာကောင်းပါလေမကွေးတိုင်းဆလင်းမျိုးနေပါတော့ မကွေးတိုင်းမှာသလင်းမြို့နယ်အတွင်းမှာပြည်သူ၆ဦးကိုတပ်ဖြတ်ပြီးတော့အင်ချေ300နီးပါးကိုမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းလိုက်လံချေမုန်းတာလိုက်ပြင်းတာစစ်သား30ကျော်တိတ်တယ်ဆိုတာပဲအားရကြရကျွန်တော်တို့ပါဇက်နဲ့တည်နေတာမဟုတ်ပါဘူးလက်ရှိနေကြမှာအလောင်းတွေလည်းထပ်နေတာနော်မကွေးတိုင်းသလင်းမြို့နယ်အတွင်းမှာပြည်သူ၆ဦးကိုတပ်ဖြတ်ပြီးတော့ပြည်သူနေအိမ်300နီးပါးကိုမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းကိုလိုက်လံချေမုန်းတိုက်ခိုက်တဲ့အခါမှာ စစ်သား30ကျော်တိတ်ဆုံးခဲ့ပြီးတော့မင်းမှုခရိုင်တက်ရင်အမှတ်9တက်ရင်မှတောင်ဝင်ရှိသူတို့ကနေပြောကြားထားတာကျွန်တော်တို့တွေ့ရတယ်။မေလ13ရက်နေ့အင်အား250ခန့်ဖြင့်စလင်းမြို့မှအနောက်ကံမောင်လမ်းအတိုင်းဝမ်းပြည်ကြီးရပါပေါ့နော်။တဆင့်ဝင်ရောက်လာတဲ့ပကုတ်ကူမြို့နယ်တက်မ131ခရယ295တက်ရင်ပြူစောတိမြောက်မေလ15ရက်နေ့ညနေပိုင်းမှာတိနေပြီငလင်ပန်းကြေးရအရောက်ဂရုံးပြဘုံအကြီးနှလုံး မေလ16ရက်နေ့ညပိုင်းမှာ60ကွန်မတိုစိန်ပြောင်းဖြစ်ပြက်ခတ်ခဲ့ကြောင်းပြက်ခတ်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။အလားတူပဲမေလ16ရက်နေ့မိုးလပိုင်း7နိုင်အချိန်မှာလဲစလင်းမြုံနယ်ဂွေကုန်းငတန်းချောင်းချေးရွာတရားမြောက်ချမ်းအရောက်မှာရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရညနေ3နာရီအချိန်ထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။မေလ22ရက်နေ့နနက်10နာရီအတွင်းမှာ ခွေးကုန်းငတန်းချောင်းကျေးရွာအနီးမှာထပ်မံတိုက်ခိုက်ခဲ့ရာညနေ9နာရီအထိတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သူတို့ပြောထားပါတယ်။မေလ23ရက်နေ့မှာစနေနေ့မေလ23ရက်နေ့စနေချောင်းကျေးရွာနီးနဲ့ရွှေကူကျေးရွာတို့မှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာမေလ24ရက်နေ့ညနေ3နာရီခန့်ပြန်မှာအိုးတဲ့ကျေးရွာတွေအထိုင်ချနားစင်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပြောထားပါတယ်။ခွေးတိဆုံးမှုက30ကျော်ရှိပါတယ်။ မျက်မြင်တိုက်ပွဲတွင်ထေတာက20ကြော်ရှိပြီးတော့လက်ရှိရုပ်အလောင်းတွေ့ရှိမှုအရနော်ပြည်သူ6ဦးအသက်ခံရပါတယ်တဲ့ဝေကုန်းငတိုင်းချောင်းစနေချောင်းရွာရွာကနေပြီးတော့ရွာသူရွာသားများပြန်ထွက်ရွာသူရွာသားတွေတွေ့ပါတယ်တဲ့လက်ရှိတော့လင်းစင်းရဲနော်စခန်းကနေပြီးတော့စစ်ကြောင်ထိုးဖို့ ပြန်ပြင်ဆင်ပြီးတော့ပြန်ထွက်ထွက်မယ်ဆိုပြီးတည်င်းရထားပါလေ။ဒါကောင်တွေပြန်လာမှာမကျင့်တ်ဘူးပေါ့ဗျာ။30ကျော်ထိသွားတယ်ငါတို့။ဒါကောင်တွေပြန်ပြင်းတယ်ပေါ့။အဲမရောက်နိုင်ရင်အယူရ။နော်ဟာရင်ဟာရင်နဲ့ခင်ခံပေးနေရတဲ့အနေအထားဖြစ်နေတာပေါ့။ဒါကြောင့်မို့နော်ကျွန်တော်တို့ကထိုးစင်မဟုတ်တော့ဘင်းစစ်ဖြစ်နေ။ထွက်ပြေးလာတဲ့ကောင်ကိုကျွန်တော်တို့ကအနောက်ကနေလိုက်ပြီးတော့ခွေးမောင်းမောင်းတို့လိုက်ပြင်းတာ။နော်လိုက်ပြင်းတာအကောင်30ကျော်တည်တယ်။ နော်နောက်ပြီးတော့အကြပ်ဖက်စက်ကောင်စီအဖွဲ့ကနေမြေအနှံ့ကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့စိုးဝါးစွာလူတက်ရွာတွေကိုမီးရှို့အချမ်းပတ်လောက်ရက်တွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်တဲ့ပြီးတော့ဝေဟင်ကနေဘုံကျဲတက်ဖြတ်နေပါတယ်တဲ့ဒါကြောင့်မိဘပြည်သူတွေအနေနဲ့မြေပြင်သတင်းရောဝေဟင်သတင်းမှနားဆင်ပြီးဂယုစိုက်သွားလာနေထိုင်ကြဖို့တော်လန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေကိုလည်းလေးစားလိုက်နာကြပေးဖို့ပူပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းခြင်းပါတယ်ဆိုပြီးတော့မင်းမှု ခရိုင်အမှတ်ငါတက်ရင်မှတောင်းရင်ရှိသူတို့ကပြောထားပါလေဗျအားလုံးပဲကျွန်တော်ပြောချင်တာကကျွန်တော်တို့တော်လိုင်းရေးတက်ဦးဒီဖိုးစစ်ဖြစ်သွားပါလေခံစစ်မဟုတ်တော့ပါဘူး